မန္နက်ကိုဗုဒ္ဓတုံးပြန်ပုံမြတ်စွာဘုရားကယဟန်တော်ရီကိုနိဗ္ဗာန်ကျောင်းဟောနေတဲ့အချိန်မှာမန္နက်ကလာနောက်ရှက်တယ်။နိဗ္ဗာန်ကျောင်းတိတုတ်တမအများကြီးမပါပါဘူး။နိဗ္ဗာန်ဆိုတာဓာတ်ကြီးလေးပါမရှိဘူး၊အာဃာတမရှိဘူး၊ခန္ဓာမရှိဘူး။နိဗ္ဗာန်ဆိုတာဖြစ်ပေါ်လာခြင်းမရှိဘူး၊ထင်ရှားပေါ်ပေါက်လာခြင်းမရှိပါဘူး။တန်တရာနဲ့နိဗ္ဗာန်ကိုခြုံငုံပြီးအချင်းဆုံးပြောရမယ်ဆိုရင်တန်တရာကခန္ဓာရှိတယ်၊နိဗ္ဗာန်မှာခန္ဓာမရှိဘူး။ လူပဲနတ်ပဲတရိษံတတဝါပဲလို့ခေါ်နေတာခန္ဓာရှိမှခေါ်လို့ရတာပါ ခန္ဓာ၅ပါးဆိုတာရုပ်တပါးနာမ်လေးပါရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်မှတ်ရမှာကလွယ်လွယ်လေးခန္ဓာရှိမှုဖြစ်တည်နေတာကအတန်တရားပါခန္ဓာမဖြစ်ဘူးဆိုတာနိဗ္ဗာန်ယုတ်ချင်းရှိရတဲ့တတဝါနန္တာရှိရတဲ့တတဝါယုတ်နဲ့နှမျိုးရှိရတဲ့တတဝါ၃မျိုးပဲရှိပါတယ်။ယုတ်နဲ့မရှိရတဲ့တတဝါဆိုတာမရှိဘူး။ဒီလိုကြည့်ရင်ရှင်းရှင်းလေးပါ ရုပ်ကုံမုံတီးပြီးကျင့်ရနံတသက်ပဲဖြစ်တဲ့အရူပမြမဖြစ်ရပါတယ်။အရာရာစိတ်ကြောင့်သွားချင်တာလဲစိတ်စားချင်တာဒီစိတ်စိတ်ကုံမုံတီးပြီးကျင့်နေချင်းစင်ကြတော့ရုပ်သားရှိရဲ့တတဝါဖြစ်ရတယ်။တမထချင်းစဉ်ဆွမ်းအားကြောင့်သာဖြစ်ရတာနိဗ္ဗာန်ဆိုတာခန္ဓာမရှိတာခန္ဓာ၅ပါးရဲ့မပါဝင်တာကိုနိဗ္ဗာန်လို့ခေါ်တာပါအဲဒီတော့အကျဉ်းချုပ်မှတ်ရမှာက ခန္ဓာဖြစ်နေရင်တန်တရားခန္ဓာမဖြစ်တော့ဘူးဆိုရင်နိဗ္ဗာန် ဗုဒ္ဓဘာသာဝင်နေလို့ခြင်းတဲ့နိဗ္ဗာန်ဆိုတာပါပဲတချို့သုတ်တန်တွေမှာမြတ်စွာဘုရားကပထဝီတေဇောဝါယောအာဘောဓကြီးလေးပါမရှိတာနိဗ္ဗာန်လို့ဟောရယ်နိဗ္ဗာန်မှာခန္ဓာလုံးဝမဖြစ်ဘူးခန္ဓာဖြစ်တယ်ဆိုတာအကြောင်းကံကိလေသာရှိလို့သာဖြစ်တာကိလေသာရဲ့လုံဆော်မှုကြောင့်သာလောဘနဲ့တွေးတယ်ပြောတယ်လှုပ်ကန်ကြတယ်လောဘဒေါသမောဟအာလောဘအာဒေါသအကံရဲ့အစိပ်ပိုင်းတွေပါပဲကိလေသာကိုအခြေခံပြီးဒီကံတရားတွေဖြစ်နေရတယ် ကုသိုလ်ကြောင့်အကုသိုလ်ဖြစ်စေတယ်။အကုသိုလ်ကြောင့်ကုသိုလ်ဖြစ်စေတယ်။ရှုပ်ထွေးပွေလီ ဖြစ်နေရပါတယ်။ကိလေသာတွေရှိနေသည်များကာလပတ်လုံးကံတွေဖြစ်နေရတယ်။ဒါကိုမြတ်စွာဘုရားကပရိသတ်သမုတ်ပတ်မှာအဝိဇ္ဇာပစ္စယသင်္ခါရလို့ဟောရယ်။အမှန်မသိတဲ့မောဟကိုအကြောင်းပြုပြီးတော့မသိလို့လုံးမိလို့ရလို့တယ်။ကောင်းတာလို့တယ်မကောင်းတာလို့တယ်။ကောင်းတာတွေးတယ်မကောင်းတာတွေးတယ်။အပြည့်ရှိတာပြောတယ်အပြည့်မရှိတာပြောတယ်။အဲ့လိုလုပ်ခြင်းမှန်သည်များသင်္ခါရပဲ။ အဝိဇ္ဇာကကိလေသာသင်္ခါရကကံဒီနှစ်ခုပေါင်းဆက်ပြီးတော့သင်္ခါရပစ္စယဝိညာဉ်နဲ့ဆိုရက်ဘဝစပဋိဒေစိတ်ထုတ်လုပ်လိုက်တဲ့ယုံနံပါလာတော့တယ်မျက်စိနားနှာခေါင်းရှာကိုယ်စိတ်ပါလာတယ်အာယုံတွေတိုက်စိတ်ခံစားစိတ်ပေါ်လာပြီးတော့ကြိုက်မကြိုက်တွေလာတော့တာဝေဒနာပစ္စယတဏှာပဲဝေဒနာပစ္စယဒေါသဖြစ်တယ်ဝေဒနာကနေကိလေသာဖြစ်တယ်ဒုက္ခဆိုရင်ထက်လို့ချင်ကြတယ်ဒုက္ခဆိုပြီးကြီးကြတယ်ဝေဒနာကနေလောဘဒေါသတွေဖြစ်ရတယ် ကံကိလေသာပေါင်းဆက်ပြီးတော့ဘဝတစ်ခုဖြစ်ရတာကံကိုပယ်လို့မရပါဘူးလောဘိတအရာပယ်လို့မရတာမဟုတ်ဘူးကံနဲ့ကိလေသာမှာကိလေသာကိုမဖြစ်အောင်ကြိုးစားတာတရားအားထုတ်တာပဲဖြစ်ပါတယ်